မော်ရမြိုင်မြို့နယ်ရင်လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီပိုင်ရင်လိုင်းတွေဟာစီကန်းချိုးဖောက်ပြီးမော်ရမြိုင်မြို့အတွင်းဂိတ်ဖွင့်ပြီးတော့ပြေးဆွဲနေတယ်လို့သိရပါတယ်ဒီအကြောင်းကိုတော့ဥကြော်ဆိုးကပြောပြထားပါတယ်ခင်ဗျာမော်ပြည်နယ်ဆိုရကဥပဒေပြဋ္ဌာန်းပြီးဖွင့်စီထားတဲ့မော်ရမြိုင်မြို့နယ်ရင်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီမြို့နယ်ရထကပိုင်ရင်လိုင်းတွေဟာမော်ရမြိုင်မြို့အောက်ဇေနားမှာဂိတ်ဖွင့်ပြီးပြေးဆွဲနေတာပါဦးပြေးခိစက်တရင်တွေဟာမော်ရမြိုင်မြို့တွင်ဝင်ရောက်ပြီးဂိတ်ဖွင့်ပြေးဆွဲခွင့်မရှိဘူးလို့မော်ပြည်နယ်ရင်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ပြည်내ရထကစီဝေးဆုံးမဲ့ခြင်းနဲ့တားမြစ်ထားသလိုပြည်내ဆိုးရွားဖွဲ့ကလည်းမိသိရင်လိုက်မှမြို့တွင်ဝင်ရောက်ခွင့်မရှိဘူးလို့ညွှန်ကြားခြင်းနဲ့တားမြစ်ထားပါတယ်။မော်လမြိုင်မြို့အခြေစိုက်တခြားသောရင်လိုက်တွေကမော်လမြိုင်မြို့တွင်ဂိတ်ဖွဲ့ပြည်ဆွဲခြင်းမရှိပေမဲ့လည်းဥပဒေအရဖွဲ့စည်းထားတဲ့မော်လမြိုင်မြို့နယ်ရထကပိုင်ရင်လိုက်တွေကတော့ညွှန်ကြားချက်တွေလိုက်နာမှုမရှိဘဲမြို့တွင်ဂိတ်ဖွဲ့ပြည်ဆွဲနေတာနှစ်ချီကြာမြင့်နေပါပြီ။သူကဒီရမုံွေ မမရအောင်ဆိုရင်သူ့မှာရံမုံငွေနည်းမဆိုရင်စောစောကျွန်တော်ပြောတယ်ဒီဒေတာဖုန်းကြီးလုပ်ငန်းပေါ့ဒေတာဖုန်းကြီးလုပ်ငန်းဆိုတာအမှမော်တော်ယာဉ်စီစဉ်မိတာဟုတ်ဘာလို့ပေါ့ဒါတွေကိုသူတို့ကဆောင်ရွက်တဲ့နေရာမှာနည်းနည်းအခက်အခဲတွေရှိနိုင်တယ်ရှိနိုင်တဲ့အတွက်ကျွန်တော်တို့ကသူ့ဒီဈေးကြီးအောက်ဈေးရှိမှာပေါ့တကြီးအဲ့ဒါတကြီးပဲပေါ့အလှည့်ကြပေါ့တကြီးရမယ်ဂိတ်ထိုးပြီးဒီတကြီးထွက်သွားမှာနောက်တကြီးပြန်လာတယ် မော်ရိုင်မြို့နယ်ရထကပိုင်ရင်လိုက်ဟာအဝေးပြေးမှန်လို့ရင်အစည်း20နဲ့မော်ရိုင်မြို့မှာဖမ်းတက်ခမီမြို့တွေကိုပြေးဆွဲပေးနေတာပါမော်ရိုင်မြို့တွင်ဝင်ရောက်ပြီးဂိတ်ဖွဲ့ပြေးဆွဲခွင့်မရတဲ့ရင်လိုက်တွေကတော့အဝေးပြေးဂိတ်ကနေတစ်ဆင့်ပဲခီးတယ်တွေကိုမြို့တွင်သွားရောက်ဖို့အတွက်အကျုပ်ဖို့ရင်တွေသုံးပြုပြီးဝန်ဆောင်မှုပေးနေရတာပါကျွန်တော်တို့မော်လမြိုင်နဲ့ကြက်ခမီရင်လိုက်ကကျွန်တော်တို့ပြေးတဲ့အခါမှာကျွန်တော်တို့ရဲ့ရင်လိုက်ကမြို့တွေဝင်ရောက်ပြီးတော့ခီးတယ်တင်ဆောင်ခွင့်မရဘူးပေါ့ တခြားမြို့နယ်မော်လမြိုင်မြို့နယ်ရထကားရဲ့မှန်လုံရင်နေကြတော့မော်လမြိုင်ရဲ့အောက်စီဈေးကြီးရဲ့ဘ ਹੁ အချက်ချကြတဲ့မျက်နှာစာမှာမြို့တဲ့ထိဝင်ရောက်ပြီးဆွဲနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ယင်လိုင်းနေရညညွတ်မျှတာမှုမရှိဘူးပေါ့မြန်မာတနိုင်ငံလုံးမှာတော့မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိမ့်သိမ်းကြီးကြပ်ရေးကော်မတီမထာတာအနေနဲ့သာရှိပေမဲ့မော်ပြည်နယ်မှာတော့ယင်လုပ်ငန်းထိမ့်သိမ်းကြီးကြပ်ရေးကော်မတီရထကားဆိုပြီး မပြည်နယ်လွတ်တော်မှာ2013ခုနှစ်ကပြဋ္ဌာန်းထားတဲ့ဥပဒေအရဖွဲ့စည်းထားတာပါဥပဒေပြဋ္ဌာန်းချက်မှာတို့ရဲ့ရုံးဝန်တန်းနဲ့အတွက်30ရာခိုင်နှုန်းသိပဲ30ပြည့်ရှိတယ်အဲ့တော့ကြာနဲ့ပိုတဲ့80ရာခိုင်နှုန်းကိုသက်ဆိုင်ရတဲ့ပုပ္ပီလုပ်ငန်းတွေအတွက်သုံးလို့ရတယ်လို့ပြဋ္ဌာန်းတာသို့တော်လည်းပဲအသေးစိတ်80ရာခိုင်နှုန်းဘယ်လိုသုံးရမလဲဆိုတဲ့ဟာတော့မပါဘူးအဲ့တော့မပါတဲ့ခါကျတော့ကျွန်တော်တို့လူလူဘက်ကဘာတွေသုံးနေတာလဲဘယ်နေရာမှာသုံးနေတာလဲ အဲ့ဒီပတ်စံရင်ပဲရောက်နေတာလေဆိုတဲ့ဟာတွေကတော်တော်လေး complaint များတယ်ဒါကြောင့်မို့ကျွန်တော်မေးလိုက်အဲ့တော့မေးလိုက်တဲ့အချိန်မှာဝန်ကြီးကလည်းသူကဒီဘယ်လိုပြောမလဲရေဘူးရလောက်ပဲသူပြောတာမွန်ပြည်နယ်ရတကလက်အောင်မှာရင်လိုင်းပေါင်းရာချီရှိပြီးကားစီးရေ9000ကျော်ရှိပါတယ်စူပါရင်တွေကတက်ဆိုင်ရာရထကားအဖွဲ့အစည်းတွေထံနေစဉ်ကြေးပေးသွင်းနေရတယ်လို့မော်ပြည်နယ်တွင်ဖြတ်တန်းသွားလာနေတဲ့လေကျော်မော်တော်ကားတွေဟာလည်းတက်ဆိုင်ရာမြို့နယ်ရထကားတွေထံငွေကြေးပေးဆောင်နေရပါတယ်ကျွန်တော်ကြော်ဆိုးပါခင်ဗျာ